ဆရာနဲ့တကွာကျောင်းသူကျောင်းသားများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်တို့က digital ကမ္ဘာအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ digital ကမ္ဘာဆိုတာဘာလဲဘလို့အလုံးလုံးတယ်လဲပြီးတော့ဘလို့အကျိုးကျေးဇူးတွေရှိတယ်လဲဘလို့ပြဿနာတွေရှိလဲဆိုတာကိုကျွန်တော်တို့တစ်စင်းချင်းရှင်းပြသွားမှာဖြစ်ပါတယ်စင်းချင်းဖြင့်စားလိုက်ကြရအောင် digital ကမ္ဘာဆိုတာကွန်ပျူတာတွေ internet တွေ digital ပစ္စည်းတွေနဲ့အလုံးလုံးတဲ့ဒီနေ့ကျွန်တော်အသုံးပြုနေတဲ့အရာမှန်တရားအားလုံးကိုရည်ညွှန်းတာဖြစ်ပါတယ်။ဒီမှာ mobile phone, computer, social media, website, online game, app တွေ smart gadget များပေါင်းတာဖြစ်ပါတယ်။ digital ကဘာကကျွန်တော်ရဲ့နေရှင်ဘဝမှာကြီးမားတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ How technology connect us မိပညာကကျမတို့ကိုဘလို့ချိတ်ဆက်ပေးတယ်လဲဆိုတဲ့အကြောင်းနဲ့အတူ digital ကပအကြောင်းပြောကြပါမယ်။ digital ကပဆိုတာဖုန်း၊ကွန်ပျူတာ၊ internet တို့နဲ့ကျမတို့ရဲ့နေ့စဉ်ဘဝကိုပိုပြီးတော့လွယ်ကူမြန်ဆန်ပြောစရာကောင်းလုပ်ပေးတဲ့ကပတစ်ခုဖြစ်ပါတယ်။တဖန်ပြောရရင်နိပညာဆိုတာကတကယ်ကိုမရှိမဖြစ်ဖြစ်နေပါပြီ။ကျမတို့တွေမနှက်ထတာနဲ့ဖုန်းကိုဖွင့်ကြည့်ပြီးဆိုကြတဲ့ကနိပညာနဲ့ချိတ်ဆက်နေတာပဲဖြစ်တယ်။ဥပမာပြောရမယ်ဆိုရင် ကျမတို့ဖုန်းထဲမှာ Telegram တောင်မှမဟုတ် Messenger နဲ့တငယ်ချင်းတွေကိုစာပြီးပို့ကြရမှာမဟုတ်လား။ပြီးရင် YouTube မှာဗီဒီယိုတွေကြည့်ကြရတယ်။ဒါတွေကနည်းပညာကကျမတို့ကိုချိတ်ဆက်ပေးတဲ့နည်းလမ်းတွေဖြစ်ပါတယ်။အိမ်မှာနေရင် Shopee မှာဈေးဝယ်လို့ရတယ်။ Zoom တောင်မှမဟုတ် Google Meet နဲ့အဝေးကမိသားစုတငယ်ချင်းတွေနဲ့ဗီဒီယိုကောလုပ်ပြီးအနီးကပ်ဆုံးတွေ့ဆုံနိုင်တယ်။ Microsoft Teams မှာတောင်းစာတင်ဖို့ online class တက်လို့ရတယ်။ဒါတွေမဟုတ်သေးဘူး။ Facebook တမမဟို H လို့လူမှုကွန်ရက်တွေမှာတတင်းတွေတက်ပုံတွေညဝင်လို့ရတယ်။ Instagram မှာတက်ပုံတွေ TikTok မှာပြောစရာဗီဒီယိုတွေတင်ပြီးကပတဝန်းကားလူတွေနဲ့ချိတ်ချနေတယ်။အလုံးနဲ့ပညာရေးမှာလည်းဤပညာကအများကြီးကူညီပေးတယ်။ဒီမင်းနဲ့စာတွေပို့လို့ရတယ်။ Google Drive တမမဟို Dropbox မှာအင်စာတွေ file တွေတင်ပြီးဆရာတွေအသိမရှိတွေကိုညဝင်လို့ရတယ်။ဖုန်းပြောက်သွားရင်တော့ Clock မှာတင်ထားတဲ့ file တွေကိုပြန်ရနိုင်တယ်။ ဒါတွေအားလုံးက digital နည်းပညာကြောင့်ဖြစ်ပါတယ်။ digital ဆိုတာပါလေဒါက0နဲ့1ဆိုတဲ့ binary code တွေနဲ့အလုံးလုံးသိနည်းပညာဖြစ်တယ်။ဒါကြောင့်ပုံပြီးတိကျတယ်၊သိရလွယ်တယ်၊မျှဝေရလွယ်တယ်။အရင်က analog နည်းပညာကိုသုံးတယ်။ဥပမာ radio line တွေ၊ vinyl tape ပြားတွေလိုအဆက်မပြတ် line တွေနဲ့အလုံးလုံးရတာဖြစ်တယ်။ဒါပေမဲ့ analog ကတခါတလေစုညံတဲ့တွေပါလာတတ်တယ်။ဥပမာ radio မှာ စီစီဆိုတဲ့အတံမျိုးကြောက်ခုကြရမလား digital မှာကတော့ဒီလိုပြဿနာတွေမရှိဘူး digital ကဘာကြောင့်ကျမတို့တွေဟာအခြေအနေရခံတတ်မှုမရှိဘဲတယောက်နဲ့တယောက်ချိန်ဆနေတယ်ချက်တွေ့ရေးပညာရေးဖြောဖြည့်ရေးစီးပွားရေးတွေမှာပိုပြီးလွယ်ကူလာတယ်ဒါပေမဲ့ဒီနည်းပညာတွေကိုပညာရှိရှိအသုံးပြုဖို့အရန်အရေးကြီးပါတယ်နော်ကဲဒါဆိုရင်ဒီပညာကဘလို့ချိန်ဆက်ပေးတယ်လဲဆိုတာကိုနည်းနည်းတော့နားလည်သွားပြီးထင်ပါတယ် technology and education ပညာရေးမှာနည်းပညာအရေးပါမှုပရမောက်ဆုံးကိုကျင်တာကတော့နည်းပညာကပညာရေးနယ်ပယ်မှာပါမရှိမဖြစ်ဖြစ်လာနေပါပြီအထူးသဖြင့် covid ကာလအတွင်းမှာအောင်းနေပိတ်ချိန်မှာတော့ပညာရေးနဲ့အလောင်းမတော်လို့ဆက်သွယ်နိုင်ရတာကနည်းပညာကြောင့်ဖြစ်ပါတယ် online class တွေ Google Classroom မတဲ့တို့လို platform တွေကနေသင်ခန်းစာတွေ assignment တွေကိုတနည်းအားဖြင့်မစစနိုင်အောင်လုပ်ပေးထားတဲ့အတွက်ဆောင်းမတော်ပဲတော့သင်ခန်းစာတွေကိုဆက်လက်လေ့လာနိုင်ပါရဲ့ e-learning platform တွေဖြစ်တဲ့ Khan Academy, YouTube, Coursera တို့ကနေသင်ချာတိတ်ပန်တဲ့အခြားဘာသာတွေကို video lesson, quizzes တွေနဲ့ပုံမူလကူတေချစီပါရဲ့ ဥပမာ Khan Academy မှာသင်ချာပါရကိုတင်နိုင်တယ် YouTube မှာပညာရေးဗီဒီယိုတွေရှိနိုင်တယ် Coursera မှာနိုင်ငံတကာတက္ကသိုလ်တွေပြည့်တဲ့သင်တန်းတွေကိုသင်နိုင်တာပါရဲ့ကျောင်းထဲမှာလည်း smartphone, computer, projector တို့ကိုသုံးပြုလာကြပြီးပညာတိကျမှုတွေကပုံမစိတ်ဝင်စားစေပါရဲ့ student တွေ ICT ဆွေးရင်နဲ့အတူ technology သုံးပြုတတ်လာကြပါရဲ့နောက်ဆုံးအနေနဲ့ covid era မှာ attach card ပုံမူအရေးပါလာပါရဲ့ Zoom, Google Classroom, e-learning platform တွေကနေပညာရေးမှာပညာရေးအတွက်မရှိမနေရေးချလာခဲ့ပါရဲ့အချင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဤပညာကပညာရေးကိုပုံမူဖွင့်လှစ်မှုရှိအောင်လုပ်ပေးရဲ့ ICT ဆွဲရီတို့တက်လာပြီးရဲ့ရှောမတော်နိုင်တဲ့အချိန်မှာတောင်းတင်းယူနိုင်စီပါရဲ့ဒါကြောင့်မယ်ဤပညာကပညာရေးနယ်ပယ်မှာတကယ်အရေးကြီးတဲ့အခန်းကဏ္ဍကိုထပ်ဆောင်နေရဖို့ကျမတို့မျက်မြင်ကိုတွေ့ပါပဲ Technology in Work and Business ဒီနေ့ခင်မှာမြင့်ပညာတိုးတက်လာတာကြောင့်အလုံးလုံးနေတဲ့စီးပွားရေးလုပ်ငန်းတွေ ပြောင်းလဲလာပါတယ်။မြင့်ပညာအသုံးပြုမှုက အလုပ်တွေကိုပိုမိုမြန်ဆန်စေလို့အချိန်ကုန်သက်သာစေပြီးအိမ်ထဲကနေရော အလုံးလုံးနိုင်လာပါတယ်။ Work from home ဆိုတာက အိမ်ထဲကနေပြီးအလုပ်လုပ်နိုင်တာပါ။ဒါကဇုံမီတင်နဲ့ cloud computing တွေကြောင့်ဂျုံမသွားပဲအိမ်ကနေ online meeting တက်လို့ရတယ်။ cloud ထဲမှာ file တွေသင်ထားပြီးဒေနီယာကမဆိုရင် access တဲ့အတွက် efficiency တိုးတက်စေပါတယ်။ဂျုံကို physically မတွားနိုင်တဲ့အချိန်မှာတော့အလုပ်တွေကိုဆက်လုပ်နိုင်ပါတယ်။ဆက်ပြီးတော့ online collaboration ဆိုတာကလူအများအပြားတပြိုင်တည်းမှာအတူတူအလုပ်လုပ်နိုင်တာပါ။ Google Docs Trello, Slack တို့နဲ့ document တွေ, text တွေ၊စကားပြောဆိုမှုတွေကိုတနေရာရဲမှာစူးစီးပြီးလူအများကြီးနဲ့တပြိုင်တည်းချင်းပူးပေါင်းလုပ်နိုင်ပါတယ်။ဒါကြောင့် apply လိုက်အလုပ်တွေကိုပိုမိုအဆင်ပြေစေပါတယ်။နောက်တစ်ခုကတော့ digital payments ဖြစ်ပါတယ်။ဒါက bank boza pay, with pay နဲ့ mobile banking တို့ကနေဖုန်းတစ်လုံးနဲ့ငွေလွှဲမှုချုပ်၊ငွေသွင်းခြင်း ေးဝင်မှုဒေးပေးချေမှုတွေကိုဝေကူအောင်ပြုလုပ်နိုင်ပါတယ်။ app များအသုံးပြုပြီးလေးဈေးဝယ်တာ၊ရစီခါ၊ဖုန်းပင်စတာတွေကိုပါချက်ချင်းပေးချေနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ e-commerce ဆိုရဲ online ဈေးဝယ်ခြင်းပါလေအရေးကြီးပါတယ် shop.com amazon facebook marketplace တို့ကနေအင်ထက်နေပြီးတော့ PC ဝယ်နိုင်ပြီးတော့အချင်းကုန်လေးတက်တာစီပါတယ် ။နောက်တစ်ဖက်မှာတော့လုပ်ငန်းရှင်တွေအနေနဲ့လေမိမိပစ္စည်းတွေကို online မှာရောင်းချနိုင်တာကြောင့်ဈေးကွက်အသုံးပြုမှုပုံမှန်ကြီးပြန်လာပါတယ်။ဒါကြောင့်ဈေးဝယ်ရတာပုံမှန်မြင်ဆန်လာပြီးဈေးချေစရာလေးများလာပါတယ်။ Global Connection and Culture Sharing ကမ္ဘာအနှံ့ချိဆက်မှုနဲ့ယဉ်ကျေးမှုမျှဝေမှုဒီဇင်တန်ဤပညာဟာကမ္ဘာအနှံ့လူတွေဘလို့ချိဆက်ကြတယ်လဲယဉ်ကျေးမှုမျှဝေမှုရဲ့အသက်ဘလို့အရေးပါလာတယ်လို့ဆိုရပါဘော ပြပြချင်ပါတယ်ရမှုခင်မှာ YouTube ဟာ People Instagram TikTok YouTube တို့လို social media တွေကြောင့်နိုင်ငံရဲ့တာဝန်ရဲ့အကြအရတကိုဆက်သွယ်နိုင်ပါပြီအခုမှာအချင်းတောင်ကိုရီးယားရဲ့ K-pop ကိုကမ္ဘာတော်ဝန်ကြီးချင်းချတဲ့လို့မြမတချင်းတွေနဲ့ရုပ်ကံတွေပေါ်လာတတိပကလူတွေဝါဒနာပါတာတွေ့ရပါတယ်ဒီလိုနဲ့ဘလစ်ချွန်ချန်ဖက်ရှင်အစအစပွဲတော်စတာတွေကအခြားတွေတွေ့လာနိုင်ပါတယ် ဲ့ဒါအပြင်မြင့်ပညာကဘာသာစကားပလဲရေးနဲ့လူမှုရေးအဖွဲ့အစည်းများအတွက်လည်းအထောက်အပံ့ဖြစ်လာပါတယ်။ Pandan Hublot Top Lo App တွင်လည်းမိမိလိုချင်တဲ့ဘာသာစကားဖန်ထားရှာနိုင်ပါတယ်။ Discord, Reddit တို့မှာလည်း Gaming Group, Study Group စတာတွေမှာစိတ်ဝင်စားမှုတူတူတွေနဲ့အဆက်သွယ်ပြီးတူတူလေ့လာနိုင်ပါတယ်။နောက်တစ်ခုကတော့ပညာရေးနဲ့သိပ္ပံနယ်ပယ်မှာချိန်ဆမှုပါပဲ။ GitHub လို့ တဲ့ platform တွေမှာနိုင်ငံအကြီးကြီးက developer တွေ software တချို့မှာပြပောင်းလောက်ဆောင်နိုင်ပါတယ် covid-19 ကာလမှာတော့ video conference နဲ့နိုင်ငံတကာသိပ္ပံပညာရှင်တွေဟာ covid ကာကွယ်ဆေးတွေတီထွင်ဖို့ပူပေါင်းလောက်ဆောင်ခဲ့တာတွေရှိပါတယ် challenge your digital connection ဒီပညာထိစပ်မှုရဲ့စင်ခေါ်မှုများ digital connection ဆိုတာ internet တစ်စီး application တွေ digital service တွေ online platform တွေကိုအသုံးပြုဖို့လိုအပ်တဲ့ဒီပညာထိစပ်မှုဖြစ်တဲ့ ကိမီဒီပညာရေးဒေါက်တာလာတီနဲ့အများဒီဂျစ်တယ်ရဲ့အရေးပါမှာကငွေကြေးတက်လာခဲ့တယ်။ privacy concern ၊ဝေကူတာရဲ့ channel လမ်းလုံးချမှုဒီပညာရေးဒေါက်တာလာချင်းကစကားတွေအတွက်အကျိုးပြုသူမျိုးဖျားကားပေးမှာဒါတို့ရဲ့ကိုယ်လူချမှုကိုကြီးကြောက်လာတယ်။ အင်္ဂလိပ်လူမျိုးအဒမ်မတ်ဆိုတဲ့သူကိုရှင်သန်တယောက်ကဗိုင်းရပ်စ်ပါတဲ့ကွန်ပျူတာပရိုဂရမ်ခုကိုဒီရှင်ပြီးမဒမာသူရဲ့လက်ထဲကိုရောင်းချခဲ့တယ်။အကျိုးဆက်အနေနဲ့ Microsoft Minicraft Xbox Live စတဲ့ကွန်ပျူတာရဲ့ကွန်ပျူတာပရိုဂရမ်ကိုပြသစီပြီးဆိုရှယ်မီဒီယာနဲ့အသံကြရပါတယ်။ Project ကိုကြီးကြီးအပြင် Kimini ပြည်ချိုင်းလေးနဲ့အပြိုင်မြင့်တက်လာတဲ့ Cyber Bullying Hacking System က Personal Privacy ရဲ့အတွက်အနေရှိလာပါတယ်။ Cyber Bullying Online ပေါ်မှာညှဉ်းပန်းရခိုင်မှု လူတူတယောက်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအမူအကျင့်ဖြစ်စေလှူရှားမှုကိုဖြစ်စေအဆုံးမြဝါဒကြည့်ဥပမာတစ်ခိုက်တာကိုဆိုလိုပါတယ်။လူမှုကွန်ရက်ဒီပေါ်မှာတခြားသူတွေကိုစိမ့်မဲ့ဆင်ရတခိုက်တဲ့ post တွေတင်တာလေးမုံမမှန်တဲ့သတင်းတွေဖြန့်တာလေးဘာလူရဲ့အနှင်းချက်ကိုချင်းနေတခိုက်တာလေးတခြားလူတွေရဲ့ဝင်းနေဒုက္ခတွေကိုဟာတန်ပြင်းတော့ပြောင်းတာလေးအရိဟာစိမ့်မဲ့ဆင်ရကိုချင်းနေတခိုက်တဲ့စူပါဘူးရဲ့အနေဖြစ်ပါတယ်။ Facebook YouTube တိုတိုဆရဲလူမှုကရဒီပေါ်မှာအကြမ်းဖောက်ဝါဒတွေဖြန့်ချီခြင်း SNS စကားတွေပြောဆိုခြင်းမကောင်းမှုကိုအပြင်းပြဆိုခြင်းတွေကပြမှုတွေရဲ့အစဖြစ်ပါတယ်။ Cyber bullying ကိုရင်ဆိုင်ကျူးလွန်နေရတဲ့လူတွေမှာဆက်ကြောက်ရွာခံစားရခြင်းအညာရေးစိတ်ဝင်စားမှုအနှဲလာခြင်းအပြုမှုပြောဆိုပြောင်းလဲလာခြင်းအရာရာကိုစုမြင်ခြင်းကိုကျူးလွန်လာရနိုင်ပြီးပုံပါကိုတခြားချက်နဲ့အတူပါဖြစ်ပေါ်လာနိုင်ပါတယ်။ Ethernet addition, Ethernet လို့ဆိုမှုဆွေးနွေးခြင်း ဒုတိယမှာပညာရေးကျန်းမာရေးလူမျိုးတွေကိုမျက်တောင်ရင်ထိုင်တတ်ဖို့လိုအပ်ပါတယ်။အင်တာနက်ပေါ်မှာအချိန်မြောက်ကိုနေတဲ့လူတယောက်ဟာအဲ့ဒီအဆမ်းမှန်နဲ့ကျန်းမာရေးကျွတ်လာနိုင်ပြီးစိတ်ကြောယောဂါပါခံစားလာနိုင်တယ်။ပညာရေးကိုလိလစီမှုမှုအနေနဲ့ယူရလူတွေနဲ့ဆက်စပ်ပြည့်စုံဆက်ဆံနေနေမှာအငင်းစီဝင်တတ်ပါတယ်။တန်တဲ့ဆွေးမှုအခြေခံမြင်တာကြောင့်ဉာဏ်လုံးအယုံကျော်များထိခိုက်နေမှာလေ။ online scan online လေးလည်းမှုခင်မီလေးပညာတွေထိုးထွက်လာခြင်းနဲ့အညီ online shopping ကလည်းလူတွေချမ်းမှဖြည်းဖြည်းရေပန်းစားလာခဲ့ပါတယ်။အန်ဘော်ကနေပစ္စည်းမှရတဲ့နေရာမှာကိုယ်နဲ့ကိုယ်ကြားတာရောက်ဝင်ရခြင်းမဟုတ်တဲ့အတန်းမှားမှုတဲ့ပစ္စည်းတွေအရေးအသွေးဒင်းတော့ပို့ဆောင်မှုတွေအပေါ်လုံးချီလို့ရမရအစစ်ဆေးတင်ပါတယ်။ဥပမာကိုလိုချင်တဲ့ပစ္စည်းကိုမှားရရင်ချက်တင်မှုကိုပို့ဆင်းထားပြီးမှပစ္စည်းရောက်လာပြီးနေခံခြင်းတွေကိုမှားရတဲ့ပစ္စည်းရဲ့ပုံစံနဲ့တစ်စိမ့်အရေးအသွေးကကိုယ်လက်ထဲကိုရောက်လာတဲ့အခါအခြားစီဖြစ်နေရတယ် ။ဆုံမဲ့ပေါက်တယ်ဆိုပြီးစုမေထုတ်ရဲငွေတချို့လဲခိုင်းပြီးလင်းနေတာ။အမန်နီဇာရောင်းဆောင်ပြီး SMS မှာတစင်ဘဏ်အကောင့် info တွေကိုလင်းနေတောင်းလာတယ်။ဒါတွေက online scan တွေပုံစံတွေဖြစ်ပါတယ်။ Positive inbound technology အရာရာတိုင်းမှာအကောင့်တွေဆိုကထွန်းထွန်းနေတတ်ပါတယ်။ဒီပညာပိုင်းမှာလည်းစိုးစိုးတွေရှိတယ်လို့ကောင်းစိုးတွေလည်းရှိပါတယ်။ Despite the technology has a stable social media တွေကိုအသုံးပြုခြင်းက cyber bullying တွေကိုဖြစ်ဖို့လူကူစီးပြီးလုံခြုံမှုကိုဆွေးနွေးရတဲ့အခြားနေရာဒေသတွေကအဖြစ်ဖြစ်အကြောင်းအရာတွေဝိမာရှိနေလူတွေချုပ်ချင်းဆက်တယ်လို့ဆိုရင်နေရာတွေမှာပုံမှန်လက်ခုဆင်ပြေစီပါလေကိုရတဲ့နေတာဖြစ်ဖြစ်အကြောင်းအရာတွေပြောချင်တဲ့အကြောင်းအရာတွေလက်တကူမျှော်လင့်နိုင်ပြီးခင်းတဲ့အမြင်ကျူပေါ်နေတဲ့သူပြင်းမှုတွေကိုလည်းသူ့ကိုကစားနိုင်ပါတယ် This is a pretty fitudi the idea and opportunity website တွေ online platform တွေကနေတက်စင်အင်ညာတွေကိုလက်တကူစီးပူးလေ့လာနိုင်မယ်။အင်ညာတွေကိုအခွန်အလမ်းတွေအပြည့်အဝလေးပို့တော့ညာလာမယ်။ကိုယ်ဝင်ကနေ online class တွေတက်ပြီးကိုဘွားတို့တက်အောင်ပြုလုပ်နိုင်မယ်။ online business တွေလောကနေပြီးကျောင်းသားတွေကိုခမ်းမဲ့ကျောင်းသားလုပ်ရနိုင်ပါတယ်။ SBOI လေးတက်တဲ့ True Family Life တက်တာကို more connect တုံးတန်ရင်စီမတုံးတန်ရင်ဒေးဆိုရင်စကပေါ်အတိုင်းဆက်ပစ္စည်းပညာလေးကိုကောင်းချီးပို့တက်အောင်ပြုမယ်ဆိုရင်ကိုဘွားတို့တက်ဖို့အခုမြင်ရစီမှာဖြစ်ပါတယ်။ င်တာနက်အားရရကိုခုနကစက်ဖို့ခုနီပြည့်အရာတစ်ခုဖြစ်ပါတယ်။ဒီတိရအောင်ဆိုအတွက်မြန်မာပြည်နိုင်ငံရဲ့ level တစ်ခုဆိုမှားပါဘူး။ကျိုးစစ်စ်အသုံးပြုတဲ့နည်းပဲရအောင်ဆိုတော့မှားတယ်။ဒီပြည်နိုင်ငံရဲ့လက်မှုအခါမှာအနာကက်မှာဒီပြည်နိုင်ငံကိုအကောင်းဆုံးပြုချတဲ့ရင်ချုံနိုင်တဲ့လူသားတွေဖြစ်ကြပါစေ။ လီကုန်းချုပ်အနေနဲ့ဤပညာဟာအချို့သောဆိုးရိုးတွေနဲ့ဘေးအန္တရာယ်တွေကိုတည်ဆောင်လာတော့လဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝသူ့ရဲ့အပြုသဘောဆောင်တဲ့လှမမှုတွေရှိနေတယ်ဆိုတာကတော့ညှဉ်းဆိုလို့မရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးပုံမှုကောင်းမွန်တာတွေကိုရေးကိုယ်တာဆက်ဆံရေးအားကောင်းလာစေတာတွေစတာတွေမှဒီပညာရေးကျမ်းမာရေးစောင့်ရှောက်မှုနဲ့စီးပွားရေးတိုးတက်ခြင်းတွေအထိဤပညာတွေဟာလူတွေစားတဲ့ကအကွာအဝေးတွေကိုချိတ်ဆက်ပေးပါတယ်။ နိပညာရဲ့စိုးစိုးတွေကိုလည်းသတိထားသင့်တယ်လို့နိပညာကကျွန်တော်တို့ရဲ့ကမ္ဘာကိုပုံမှန်လက်လက်မြင်နိုင်စေဖို့အများကြီးထောက်ပံ့ပေးနိုင်တဲ့အတွက်ကျွန်တော်တို့ကအတမ်းမှုထားနေပါတယ်။နိပညာကကျွန်တော်တို့ကိုမိသားစုတငယ်ချင်းများနဲ့အဆက်အသွယ်မပြတ်စေရန်အသည့်တသောအရာတွေကိုလေ့လာရနဲ့ကျွန်တော်တို့ရဲ့စက်မှားရေးနဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုတိုးတက်စေရန်ကူညီပေးပါတယ်။နိပညာဟာကမ္ဘာကြီးကိုပုံမှန်သိငယ်စေရလို့ခံစားရစေအောင်ပဲလူများကိုစူးစိုးရှိစေပေးနိုင်ပါတယ်။ကျွန်တော်တို့ဟာနိပညာကိုကောင်းကောင်းအသုံးချရဖို့လိုအပ်ပါတယ်။ ခုခေတ်ကာလနဲ့နှိုင်းယှဉ်ပြရမယ်ဆိုရင်ဒီလူငယ်တွေဟာတူတက်လာတဲ့နိပညာတွေကိုကောင်းကောင်းအသုံးမချရတဲ့သူတွေကများပါတယ်။နိပညာကိုစနစ်တကျအသုံးမချရလို့ပျက်စီးသွားရတဲ့လူငယ်တွေလည်းအများကြီးရှိပါတယ်။ခုချိန်မှာပိုပြီးခေစားနေတဲ့နိပညာတစ်ခုနဲ့ဥပမာပေးပြရမယ်ဆိုရင်အရင်နဲ့နှိုင်းယှဉ်ပြချင်ပါတယ်။ခုခေတ်မှာဆိုရင်ကျွန်တော်တို့တွေဟာကျွန်တော်တို့ဒီချိန်နဲ့တရားကိုမဆိုအပြင်းခံပြီးဟိုလူလိုက်မိဒီလူလိုက်မိနဲ့ဟိုရှာရှာလုပ်နေကြမလို့တော့ပါဘူး။ ခုဆိုကျွန်တော်တို့မှာ AI နဲ့ ChatGPT တွေရှိနေပြီဖြစ်လို့ကျွန်တော်တို့သိကျင်တာတွေကိုအချိန်မရွေးခဏချင်းရှာနိုင်နေပါပြီ။ဒါကအရမ်းကိုကောင်းတဲ့ဒီပညာတိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနည်းပညာကိုကောင်းကောင်းအသုံးမချပဲအလွယ်သစားလုပ်နေတဲ့သူတွေလည်းရှိပါတယ်။ AI ကနေပုံဝန်တူတွေထုတ်ခိုင်းနေအဲ့လိုထုတ်ခိုင်းပြီးလူတွေကို online ကနေလိမ့်ကြတယ်။အဲ့လိုလိမ့်ရမှုတွေအများကြီးရှိပါတယ်။အချို့ကျောင်းသားတွေဆိုမတည်နှောင်းမယ်တဲ့စာဆို AI ကိုတောင်းမိရကြတယ်။လုံးဝမတုံ့ပြန်တာတော့မဟုတ်ပေမဲ့တချို့စာတွေကိုတော့မရမချင်းကိုကိုယ်ရံအဖြေရှာတာကပိုကောင်းပါတယ်။ လုံးဝမတိမရတော့မှမိတာကကောင်းပါလေဒါကကျောင်းသားတိုင်းကိုဆူလို့ရတော့မဟုတ်ပါဘူးနော်ကျွန်တော်တို့ကခေတ်လူငယ်တွေဖြစ်တဲ့အလျောက်တိုးတက်လာတဲ့ဉာဏ်ပညာတွေကိုအမိပြုပြီးကောင်းမွန်စွာအသုံးချကာကျွန်တော်တို့ရဲ့ကဘာကြီးကိုပုံမှုခင်မီတိုးတက်အောင်ကျိုးပန်းဆောင်ရွက်တင်ပါတယ်လို့ပြောကြရင်ညီကုန်းချုပ်ချင်ပါတယ်